ချို့တို့ရွာကလေးကတော့မကြမျိုးမကြရွာလေးတရားကလန်းမကြီးကိုမေးတင်ထားပြီးတော့တိဆောက်ထားတဲ့ရွာလေးတရားကလန်းဘေးရွာဆိုတော့ထုံးစံတိုင်းပဲကလန်းနေဘေးမှာပဲအိမ်တွေကိုစိတ်တမ်းပြီးတော့တိဆောက်ကြတာဗျကျုပ်နာမည်ကဘာမောင်နာမည်ရင်းတော့မဟုတ်ဘူးဒါပေမဲ့ရွာမှာဘာမောင်လို့မေးလိုက်ရင်တော့လူတိုင်းကသိကြတယ်ကျုပ်ကလဲလုတ်တယ်ချို့တို့ရွာရဲ့အရှိတ်ဘက်မှာမြေဩဇာကောင်းတဲ့လဲတွေအများကြီးရှိတယ်ချို့တို့ရွာရဲ့နောက်ဘက်မှာတော့ရခိုင်ရိုးမှာတောင်တန်းကြီးလည်းရှိတယ်ကျုပ်အိမ်မှာတော့ကျုပ်မင်းမရဲ့ တမီးလေးတယောက်ရဲ့ရှိတယ်ဗျအဲ့ဒီတုန်းကကျုပ်တမီးတယောက်တည်းရှိတဲ့အချိန်အခုတော့သားသမီး၃ယောက်ရနေပြီဗျအဲ့ဒီအဖြစ်အပျက်တွေက နှစ်အတော်ကြာပြီးတော့ဖြစ်ပျက်ခဲ့တာဒါပေမဲ့ကျုပ်တို့လည်းများကဒီအဖြစ်ကိုလုံးဝမေ့လို့မရဘူးဗျအဲ့ဒီအဖြစ်တွေဖြစ်ပျက်ခဲ့တာကကျုပ်သမီးအကြီးမငယ်ငယ်တုန်းကဆိုတော့အနှစ်20လောက်လောက်ရှိပြီဖြစ်ပုံကဒီလိုဗျတရက်တော့ထုံးစံနိုင်ပဲကျုပ်လေတွေကလည်းပြန်လာခဲ့တယ်စကားတွေကမှဲ့ပြီးတော့မကြခင်မှရရတော့မှာဗျလေတွေကပြန်လာတဲ့အချိန်ဆိုတော့လေ ညနေအတော့ဆောင်းနေပြီကောင်းကင်မှာလဲမိုးကအုံနေတာဗျဒီတော့တာမာတွေထက်ပို့ပြီးတော့မှောင်နေနေတနေ့လို့လဲပြောရမှာကျုပ်အိမ်ကိုရောက်တော့ရေမိုးချုံးမလို့တော့ကျုပ်မိမကအိမ်ပေါ်ကနေဆင်းလာတယ်ကိုဘမကျုပ်အရေးလေးတို့ဆိုင်ကိုသွားလိုက်အောင်မေးအေးကွာမိုးတောင်ချွတ်တော့မယ်ကွာဟုတ်တယ်လေမတက်နိုင်ဘူးနေလေကလေးကသွားမလို့လေတော့သမီးကကြေကြနေတာရဲ့လူခွဲမရှိတာကြောင့်မသွားနိုင်တာကျုပ်လည်းရေတစ်ခွက်နှစ်ခွက်လောက်လောင်းရင်းနဲ့ ဟာအရေးမြကြီးလို့လားကွာ အရေးကြီးတယ်တော့အရေးလေးဆိုင်ဝင် သူ့စီကငွေလေးလေးတော့ချင်းမလို့တော့အိမ်မှာအတုံးပြတ်နေပြီလေအေးကွာစဘာပေါ်ရင်တော့အတိုးနဲ့ပြန်ဆက်ပါမယ်လို့လဲတိချပြောခဲ့အောင်တော့အဲ့လိုပြောပြီးတော့ကျုပ်ရဲ့မိမလည်းထွက်သွားတယ်ကျုပ်လည်းရေချိုးပြီးတာနဲ့အိမ်မကိုတက်လာတယ်လေသမားရင်ဆိုတော့လေဒီတိုင်းတစ်တွေဝါးနေခဏခဏစောက်ထားတာပြောရအောင်မရကြောရတယ်တော့မထင်နဲ့ကျုပ်မိမက ကျုပ်တို့ရောမှာကုန်းတော်ကိုင်းသူ့ရဲ့မိဘတွေကလည်းသူ့လုပ်ငန်းတော့လုပ်တယ်ဗျချမ်းလေချမ်းသာတယ်ဒါပေမဲ့ဗျသူကပဲကံမကောင်းတာလားကျုပ်ကပဲကံကောင်းတာလားသူနဲ့ကျွန်တော်ချစ်ကြကြကြတယ်ဒါပေမဲ့သူ့ရဲ့မိဘတွေကလုံးဝသဘောမတူဘူးဗျကျုပ်ရဲ့မိမကိုရွာကကြောင်းစရာနဲ့သဘောတူတယ်ကျုပ်မိမကလည်းအဲ့ဒီချိန်တုန်းကကျုပ်မှကျုပ်ဆိုပြီးဖြစ်တာကျုပ်တို့လူကြီးတွေလည်းရေခိုးခိုးတွေ့ကြတယ်ညနေတကောင်လေမကြောက်မလန့်သူတို့အိမ်နောက်ကနေခိုးထွက်ပြီးတော့ ရွာနောက်ဘက်ကမအိုပင်ကြီးအောင်မှာခိုးခိုးတွေးကြတယ်ဗျကျုပ်ကမိဘမဲ့တကောင်ကျွဲဆိုတော့သူတို့သဘောမတူတာလဲသဘောဝကြပါတယ်ဗျတနေ့မှာတော့ကျုပ်မိမဖြစ်မဲ့ကျုပ်ရဲ့မိမဟာပါကြီးတယ်အဲကျုပ်လက်ချက်ပေါ့သူ့အဖေကြီးဆိုစိတ်ဆူဆူနဲ့အဲ့ဒီကလေးကအိမ်ပေါ်ကနေနှင်ချလိုက်တာကျုပ်လည်းဗာကြီးအိမ်ကက်နေရတဲ့ကောင်ဆိုတော့လေရွာစုံမတဲင်းလေးဆောက်လို့အတူတူပေါင်းသိနေထိုင်ကြတယ်အခုနေတဲ့အိမ်ကလေးကလေမယားနှစ်ယောက်နေဖို့အတွက် အမြန်ဆုံးစောက်ထားတဲ့အိမ်လေးအိမ်ထဲမှာလည်းမောင်မဲနေပြီးတော့ကျုပ်မေးထုံးဖို့လိုက်ရှာတယ်ဒါပေမဲ့ဖျောင်းနိုင်ကမတွေ့ဘူးဗျကျုပ်ရဲ့မိမမထွေးကဖျောင်းနိုင်ကိုသွားဝယ်တာဖြစ်မယ်အဲ့ရှိကမှာတော့ပခတ်ကလေးဆင်လာပြီးတော့ကျုပ်သမီးအကြီးမလေးကအိမ်နေတာသူကအဲ့တုန်းကတနှစ်တောင်မပြည့်သေးဘူးဗျကျုပ်လည်းကလေးပခတ်လွှဲထိုင်နေတော့ဟောစေးဘောလေးကလေးဖြာနေမိတာဒီတော့မှဆင်းရဲတာမို့လို့စေးဘောလေးတော့မှနေလေကတောက်ပြီးတော့မေးတက်ထားတဲ့ ဆလိတ်တို့အတော်လေးကိုဖွာနေတာဒီချိန်မှာပဲကျုပ်ကမိမပြန်လာတယ်။အိမ်ထဲမှာတော့အတော့ကိုမှောင်နေပြီဗျ။မထွေပြန်လာပြီလား။ကျုပ်ရဲ့မိမနောက်မှာယောက်ျားတယောက်ပါလာတယ်။တေချာကြည့်တော့မှဘာကြီးဖြစ်နေတာတွေ့ရတယ်။အော်ဘာကြီးမြင်လဲပါတာကိုသူတို့တယောက်ကအိမ်ပေါ်မတက်သေးဘဲနဲ့လှေခါးနားမှာရောင်ပဲရောင်ပဲလောက်နေတာ။ဟဲ့မိမမင်းတို့တွေအိမ်ပေါ်တက်ခဲ့လေ။သူတို့အိမ်ပေါ်တက်လာတော့ခလေးကလမ်းမြင်ငိုတယ်ဗျ။ကျုပ်လည်းခလေးကိုပြေးပြီးတော့ က်ခတ်ကိုလွှဲပြီးချော့ရတယ်။သူတို့ကအိမ်ရှိကမ်းမှာထိုင်ကြတယ်။ကျတို့အိမ်မှာကပရိဘောကမရှိဘူးဆိုတော့ကျန်းပြင်ပေါ်ပဲထိုင်ရတာဗျ။ငါတို့ပိုက်စားတယ်။ဘာကြီးဖြစ်သူကပြောတာ။ဒါနဲ့ကျုပ်လည်းကျုပ်ရဲ့မိမကိုလှည့်ကြည့်ပြီးတော့မိမမင်းထမင်းခုခတ်ကျွေးလိုက်လေကွာ။မိမကလည်းမယောင်မလဲထပြီးတော့အိမ်တော်ဖေးကိုဝင်သွားတယ်။ကျုပ်လည်းထမင်းစားတဲ့ဇဘောဝိုင်းလေးကိုယူပြီးတော့နေရာခင်းပေးလိုက်တယ်။ဒါနဲ့ဘာကြီးဘာကြီးနားကငါးကြီးနဲ့နှံနေပါလား။ငါးရီပါလေတော့ပတ်တလား။ မဟုတ်ပါဘူးကွာဒါနဲ့ဘာလို့အိမ်ကိုဝင်လာတယ်ပြောကြရှင်ကျုပ်ကိုခေါ်လိုက်တယ်ရပါတယ်ကွာဘာကြီးကအဲ့လိုပြောပြီးတော့ဆက်ထိုင်နေတယ်ကျုပ်ကသမီးလေးကိုလည်းလွှမ်းနေရတယ်ပက်ခတ်လှုပ်ထားတဲ့ဆောင်းလေးကတိုးနေတော့ကျုပ်သမီးခြေထောက်တွေကပက်ခတ်ထဲကနေထွက်ကျနေတာကိုဘာကြီးကလှမ်းပြီးကြည့်တယ်မကြခင်မှာအိမ်အောင်ဖေးထဲမှာအိုးတန်ခွက်တန်တွေကြားလိုက်ရတယ်မိမအိမ်ထဲမှာမောင်းနေပြီကွာဖျောင်းတိုင်လေးပါလေဝေလာတာမဟုတ်ဘူးဒီတော့မှမိမဖြစ်သူထွက်လာတယ်လက်တစ်ဖက်မှာ ျွတ်လင်မြစားဖို့ချက်ထားတဲ့ထမင်းကိုကင်လာပြီးတော့နောက်ထပ်လက်တစ်ဖက်မှာတော့ဟင်းချက်ထားတဲ့ဒဲအိုးသေးလေးကိုကင်ထားတယ်။နောက်ပြီးတော့ထမင်းအိုးတွေကိုအဖုံဖွင့်ပြီးတော့ဗာကြီးနဲ့တူတူစားကြတယ်။ဟာမိမကလည်းကွာပကံလေးဗာလေးနဲ့ထည့်ကြည့်ပါလား။ဒီချိန်မှာဗာကြီးကလက်ကပြပြီးတော့ရပါတယ်ငါတို့ရ။အဲ့လိုပြောပြီးဒဲအိုးတွေကိုထမင်းတွေခတ်ထည့်လို့စားတော့တယ်။ကျုပ်လည်းတွေးမိတယ်ဗျ။ဖြောင်းနိုင်မိကမရှိတော့ပကံရှာလို့မတွေ့လို့ဖြစ်မှာပါ။ နောက်တော့ကျုပ်လည်းစိတ်ထဲမှာထူးဆန်းလာတယ်။ဘာကြီးကတထေးဖြစ်ပြီးတော့ဘာလို့ကျုပ်အိမ်ကမကောင်းမကန်ဟင်းကိုလာကတ်စားရတာလဲ။ဘာလဲ။ကြီးတော်ကဘာကြီးကိုအိမ်ပေါ်ကနေနှင်းချလို့လား။ကျုပ်ကအဲ့လိုမေးတော့ဘာကြီးကအေးမလို့အေးမလို့နဲ့ထမင်းတွေကိုသာပါးစပ်သေးကိုကြုံထဲတယ်။ဘာကြီးအိမ်မှာတခုခုဖြစ်ခဲ့ပြီဆိုတာကျုပ်သိတယ်။ထူးဆန်းတာကကျုပ်ဝင်းမကလည်းစားတယ်ဗျ။မထွေးကပုံမှန်ဆိုရင်တော့အစားနေတယ်။ကျုပ်သာထမင်းတစ်လုံးချက်ကိုစားတာဗျ။ သူကတပကံလောက်ပဲစားတာအခုတော့စားလိုက်တာဗျာမင်းရှိန်နဲ့ကျုပ်တို့လည်းများစားဖို့ချက်ထားတဲ့ထမင်းအိုကြီးလည်းပြောင်းပြီဗျဘဲဦးလေးထဲမှာချက်ထားတဲ့မချောက်တွေကလည်းပြောင်းသွားပြီဒါရင်အားမရနေလို့ဒံအိုးမှာကတ်နေတဲ့ထမင်းတွေကိုလက်နဲ့သိမ်းပြီးစားနေတာဗျကျုပ်လည်းစိတ်ပူလာတယ်ကျုပ်ထမင်းမစားသေးဘူးလေအခုတော့သူတို့နှစ်ယောက်စားရနေပြီထမင်းတွေကကုန်သွားပြီဗျဒီချိန်မှာပဲကောင်းကင်မှာလျှက်ပန်းလျှက်နှံတွေတက်လာတယ်တခါတည်းရန်မိုးချိန်တန်တွေ တကြုံကြုံနဲ့ထွက်ပေါ်လာတယ်။လျှက်စီးတစ်ချက်လက်တဲ့ချိန်မှာကျုပ်ရဲ့မိမလက်ကိုကျုပ်ကြည့်မိတယ်။သူ့ရဲ့လက်ချောင်းတွေကတွတ်တွတ်ဖြူဖြူလေးတွေဖြစ်နေပြီးတော့လက်ထိပ်တွေကချုံနေတာ။နောက်ပြီးတော့သူ့မှာလက်ချောင်းကခုနှစ်ချောင်းတော့ဖြစ်နေတာဗျ။လမ်းမမပါပဲနဲ့တွတ်တွတ်လေးကခုနှစ်ချောင်းညင်းနေတာ။အမှန်တိုင်းပြောရရင်တော့ကျုပ်အဲ့ဒီချိန်တုန်းကလျှက်စီးလက်တဲ့ချိန်မှာလက်ချောင်းတွေကိုရက်ခနဲ့တွေ့ရတယ်။ခုနှစ်ချောင်းဆိုတာရေတွက်လို့မရပါဘဲငါးချောင်းမှကတော့ရှိတယ်ဆိုတာကျုပ်ကျင်းနေတွေ့တယ်။ဒီတော့ကျုပ်လည်းမျက်စိမှားနဲ့ထင်ပြီးတော့တွေးမိတာဗျ။ သူတို့ကဇပွဲကုန်းမှာမျက်နှာတည်ကြီးတွေနဲ့ထိုင်နေတာ ပြီးတော့တုတ်သမီးဘက်ခက်ကိုလည်းနှစ်ယောက်စလုံးကစိုက်ကြည့်တာဒီချိန်မှာလျှက်စိတစ်ချက်လက်သွားတယ်ဒီချိန်မှာကျုပ်အံ့ဩသွားတယ်ဗျသူတို့ကမျက်ထောင်နေကြီးတွေနဲ့သမီးလေးဘက်ခက်ကိုကြည့်နေတာငါစားခြင်းနဲ့ကျုပ်ရဲ့မိမအတန်ဟာခက်အော်အော်ကြီးနဲ့ရှက်ရှက်ကြီးဖြစ်နေတာကျုပ်လည်းဒီချိန်ထိတော့မဟုတ်တာမတွေးမိသေးဘူးဗျဘာစားခြင်းတာလဲအဲ့မှာထမင်းကုန်ပြီလေဒီတော့မှကျုပ်မိမကဟာဘက်ခက်ကိုလက်ညှိုးထိုးပြတယ်ကျုပ်လန့်သွားတယ်ဗျ စိတ်ထဲမှာလည်းတမျိုးကြီးဖြစ်သွားတယ်။ပြီးချင်းမှာပဲဓာမိတလက်လက်နဲ့လူတယောက်ကျွတ်တို့အိမ်ရှိကဖျက်ချလာတယ်။နောက်တော့ကျွတ်တို့ channel ကိုဝင်လာတယ်။ဓာမိလေးရောင်နဲ့အဲ့ဒီလာတဲ့လူရဲ့မျက်နှာကိုမြင်ရတော့ကျွတ်အယမ်းကိုအံ့ဩသွားတယ်။ channel ကိုဝင်လာတဲ့သူကကျွတ်ရဲ့မိမ။မိမင်းဘာသူလဲ။အိမ်ထဲမှာထိုင်နေတဲ့ကျွတ်ရဲ့မိမကိုကြည့်လိုက်။လေကားကနေတက်လာတဲ့ကျုံမင်းမကိုကြည့်လိုက်နဲ့ကျုပ်အတော့ကိုကြောက်နေမိတယ်။ဒီချိန်မှာပဲအိမ်ထဲမှာထိုင်နေတဲ့ကျုံမင်းမဟာလေကားကတက်လာတဲ့သူကို ဒါငါအိမ်နင်တက်မလာနဲ့အဲ့လိုလည်းညှို့ထိုးပြီးပြောတော့လေကားကတက်လာတဲ့ကြုံမင်းမှလည်းလန့်သွားတယ်။နင်နင်ကဘသူလဲကျုပ်ပြင်ဝေခွင့်မရအောင်ဖြစ်သွားတယ်။ကျုပ်ရဲ့မိန်းမနှစ်ယောက်ဟာတယောက်နဲ့တယောက်တပုံစံနဲ့တူနေတာအပြင်ကဝင်လာတဲ့ကြုံမင်းမှလည်းကျုပ်ကိုလှမ်းကြည့်တယ်။ပြီးတော့ပြောတာကအဲ့ဒါဘသူလဲတဲ့ကျုပ်လည်းဘာမှမပြောနိုင်ဘူးအပြင်ကနေဝင်လာတဲ့မိန်းမလက်ထဲမှာဒံမီးကိုထောင်းထားတယ်။ဒံမီးလေးယောက်နဲ့ကျုပ်တို့အင်္ဂလိပ်တွေကိုမှိုင်းပြပြမြင်ရတယ်။ကျမ်းပြမှာထိုင်နေတဲ့ ကျုပ်ရဲ့ဘာကြီးခြေတော့ကချုံနေပေးနေတာဗျ။နောက်ပြီးတော့တခုထူးဆန်းတာက ကျမ်းပြစ်မှာစောင်းချောင်းထိုင်နေပေမဲ့သူ့ရဲ့ခြေချောင်းတွေကတဲမနာကိုရောက်ပြီးတော့အပြင်ကိုထွက်နေတယ်။စောင်းချောင်းထိုင်ရင်ခြေချောင်းတွေနဲ့ခြေပေါ်ကဟာအရှိမပဲရှိရမှာလေ။အခုတော့ဒီခြေတော့ကိုကြည့်ပြီးကျုပ်လက်အတော်ကိုထူးဆန်းသွားတာ။ဒီချိန်မှာပဲကျုပ်ရဲ့မိမကအိမ်ပေါ်မှာထိုင်နေတဲ့အဲ့ဒီမိမမျက်နှာကိုဓာမင်းနဲ့ထိုးတယ်။ကျုပ်မိမတော့ကျုပ်မိမပဲဗျ။ဒါပေမဲ့အဲ့ဒီမိမမျက်နှာဟာအသားကအတော့ကိုဖြူတယ်။ ဖြူတာကလည်းရုပ်ရှင်မင်းသားမင်းသမီးတွေလိုဖြူနေတာမဟုတ်ဘူးဗျထုံတုပ်ထားတဲ့နေရန်ကြီးလိုဆွတ်ဆွတ်ဖြူနေတာဒီချက်မှာပဲကြုတ်တိလိုက်ပြီးကြုတ်လဲထိုင်နေရကနေထပြီးတော့ပကတ်စီကိုပြေးသွားတယ်ဒီချက်မှာပဲထိုင်နေတဲ့ကြုတ်မင်းမလည်းပကတ်စီကိုပြေးလာတာဗျကန်ကောင်းလို့ပဲကြုတ်ကခြေတလန်းဥသွားတာ ပကတ်ကိုကန်ပြီးတော့ကြုတ်ကိုလုံးနဲ့အုပ်ထားတယ်ကြုတ်ရဲ့မင်းမလက်တွေဟာပကတ်ကျိုးတွေကိုကန်ပြီးဆွဲနေတာကြုတ်လဲသူ့ကိုတွန်းထုတ်ပြီးတော့သမီးလေးကိုပကတ်ထဲကနေဆွဲထုတ်တယ်နောက်တော့အိမ်ပေါ်ကနေခုံစိမ် ကျတို့အိမ်ကအိမ်ရှိမှာပတင်းပေါက်တွေရှိတယ်။ညာဘက်အိမ်ခံတွေမှာအဲ့ဒီပတင်းပေါက်တွေကိုလိုက်ကစားတွေပလတ်စတစ်စားတွေနဲ့ကားလိုက်တာဆိုတော့ပုံမှန်ချိန်ဆိုတကားကပွင့်နေတတ်တာ။ကျုပ်အိမ်အောက်ကိုဘလို့ရောက်သွားလို့ရောက်သွားမှန်းတော့မသိဘူးဗျ။သမီးလေးကိုလည်းပိုက်ထားတယ်။အိမ်အောက်ရောက်တော့လေကားတက်ကကျုံမင်းမကိုပြောတယ်။မိမပြေးတော့ကွာ။ဘာကြီးရင်ကိုပြေးတော့ကျုပ်လည်းអော်ပြီးတော့ထွက်ပြေးတယ်။យွာစုံဆိုတော့ကျုပ်တို့အိမ်ကလေးမြေမှာဘာအိမ်မှမရှိဘူးဗျ။တခြားအိမ်နေနဲ့တော်တော်လေးကိုလှမ်းနေ။ ကျုပ်ပြီးတော့ကျုပ်ရဲ့မိမလည်းနောက်ကနေလိုက်လာတာကိုတွေ့ရတယ်။ဒါပေမဲ့ဗျာအယောင်ယောင်မမနဲ့ပြေးတာကလည်းကျုပ်ခြေတော့တွေကတုံရင်နေတာဗျ။ဒါကြောင့်အားမရှိတယ်လို့ဖြစ်လာတယ်။တေချာကိုပြောမပြတတ်ဘူးဗျာ။ပြေးနေပေမဲ့အရှိကိုတိတ်မရောက်ဘူးလို့ထင်နေ။နောက်ကိုကြည့်တော့လေတရဲမကြီးကအိမ်ပေါ်ကနေခုန်ချလာတယ်။နောက်ပြီးတော့ကျုပ်ရဲ့ဘာကြီးကလည်းခေကားကနောက်ပြန်ကြီးခုန်ချတယ်။ကျုပ်ရဲ့မိမကကျုပ်ထပ်ဖို့မြန်နေဗျ။အရှိကပြေးနေတဲ့ကျုပ်ကိုမိလာတယ်။ကျုပ်လည်းစိတ်ထိတ်မရဘူး။ အနောင်ကနေလိုက်လာမလားဆိုပြီးလှည့်ကြည့်တာဒီခါမှာကျုပ်ရဲ့ကြောနောက်မှာတရဲမကြီးကရောက်နေပြီဗျမျက်နှာဖြူဖြူကြီးနဲ့ကျုပ်လှည့်ကြည့်တဲ့အချိန်မှာတော့သူ့နဲ့ကျုပ်နဲ့ကမျက်နှာချင်းဆိုင်လို့နေပါဖြစ်သွားခဲ့တယ်ကျုပ်လည်းသမီးလေးကိုရင်ခွန်ထဲမှာအတင်းကျပ်ဖတ်ထားတယ်ဒီချိန်မှာပဲကျုပ်နောက်ကျောင်းမှာချမ်းရီတက်လာတယ်တကုံလုံးနဲ့ကြက်သိန်းတွေထောင်ထားလာတယ်ဒီချိန်မှာတရဲမလက်ကြီးဟာကျုပ်ရဲ့ကိုလုံးမကိုရောက်လာတယ်ဗျပြီးတော့ကျုပ်ကိုဆွဲထားတယ်ကျုပ်လည်းဘာလို့ရမလဲမသိတော့ဘူးခေါင်းထဲလည်းဘာမှမပေါ်တော့ဘူးကျမေးကျန်ရာ ကယ်ကြပါအောင်လို့ထားအော်တယ်နောက်တော့ကိုင်းမညီကဲပါဒီလိုအော်မိတာဗျဗစက်ထဲမှာရှိတာအော်မိတယ်ဆိုပေမဲ့ကျုပ်တို့လေရလုပ်ငန်းလုပ်တဲ့အခါမှာလဲပိုင်းကိုင်းမိုင်တွေကိုပူဇော်ရတယ်ကျုပ်လည်းအဲ့ဒါကိုသတိရသွားတာအဲ့ချိန်တုန်းကကျုပ်ကဖျားတရားမှဘာမှမလုပ်ဘူးလေတပတ်မှတရက်တောင်မှဖျားမရှိခိုးဘူးဗျကျုပ်ရဲ့မိမကလည်းဖျားတရားအားနေတယ်ဖျားစာရုပ်ဖို့မပြောနဲ့ဘာဖျားစာမှခေါင်းနဲ့မရှိဘူးထူးတော့ထူးတဲ့နေဗျကျုပ်អော်လိုက်ပြီးတော့ကျုပ်တို့ပြင်းတဲ့လမ်းလေးကကိုင်းနေကနေ နွားရံကြီးတကောင်ပြေးလာတယ်။နဲတဲ့ကောင်ကြီးမဟုတ်ဘူး။ဒါပေမဲ့အရေးကြီးလို့ပဲမြင်တာဗျ။အဲ့ဒီကောင်ကြီးကတော့ပြေးတက်လာတဲ့အခါမှာသက်ရဲတွေလက်လျှောက်သွားတယ်။ကျုပ်လည်းအားကုန်ပြေးတာဗျ။နောက်တော့ရွာလန်းပင်နားမှာရှိတဲ့ရွာတော်ရှင်နှန်းကိုကြောက်လာတယ်။ဒီခါမှသရဲမကြီးကဆက်ပြီးမလိုက်တော့ဘူးဗျ။အဲ့ဒီနန်းနံမတိုင်ခင်မှာမတက်ကြီးရက်နေတယ်။ကောင်းကင်ကနေတဖြည်းဖြည်းလက်နေရဲ့လျှက်စည်းအလင်းရောင်တွေကြောင့်တစ်ချက်တစ်ချက်သရဲမကြီးကိုမြင်ရတယ်။မတက်ရက်နေပြီမဲ့ခြေတော်ကြီးတွေကပြောင်းပြန်နေပြီ။ ဖနှောင်းကရှေ့မှာဖြစ်နေတာကျတို့လည်းများလဲဘာကြီးအိမ်ကိုရောက်မှန်းမသိရောက်လာတယ်အေးမင်းတို့ကရွာစမှာနေတာဆိုတော့တရေတပတ်နှောက်ရတာဖြစ်မှာဘာကြီးကကျွန်တော်ကိုပြောပြတယ်ကျွန်တော်ကဘာကြီးမျက်နှာကိုကြည့်တော့တော့တရေကြီးကရောင်ဆောင်ထားတာများလားဆိုပြီးတော့ကြောက်နေသေးတာဗျဒါပေမဲ့အိမ်ညာကကျွန်တော်အိမ်ကိုမပြောင်းရတော့ဘူးဘာကြီးကပေးရည်တွေတိုက်ပြီးတော့သူ့အိမ်မှာပဲအိတ်ခိုင်းနေဒါပေမဲ့အဲ့လိုမပြောဘူးဗျအိမ်မထဲမှာတရေမကြီးကိုမြင်နေတာကျုပ်လန့်လန့်ပြီးအော်တာလင်းကားကမကဘူး မနက်မိုးလင်းတော့တွတ်တို့အိမ်ကိုပြန်လာတယ်။ကျုပ်ဖြစ်မြားအိမ်ထဲကိုဝင်တော့မဝင်သေးဘူး။ရွာသားလေးငါးယောက်ပါလို့တော်သေးတာဗျ။ထူးဆန်းတာကတွတ်တို့အိမ်တိုင်းလုံးဘွားစလုံးလန်နေတာ။အိမ်ကြီးကိုတယောက်ကမှုေသွားသလိုရှိ ਉ မယ်။ရွာကလူတွေကတော့သခိုးငွေတွေလို့ထင်ကြပေမဲ့ကျုပ်ကအဲ့လိုမထင်ဘူးဗျ။ကျုပ်တို့ရွာမှာသခိုးဆိုတာမရှိဘူးလေ။တကားတွေဆိုဖွင့်အေးကြတာ။သခိုးကခိုးမယ်ဆိုရင်လေဘာလို့ဆင်းရဲတဲ့ကျုပ်တို့အိမ်ကမှလာခိုးမှလဲ။စဉ်းစားတာကြည့်တော့ဗျာ။ ျွတ်အဲ့ဒီနေရာမှာစက်မနေရတော့ဘူးဒါနဲ့ပဲကျွတ်အင်္ဂလိပ်ကိုပြစ်ထားပြီးတော့ဗာကြီးအိမ်အောင်မှာခဏနေကြတယ်ဒီချိန်မှာကျွတ်တို့တရင်ကလည်းရွာထဲမှာပြန့်သွားတယ်ဗျဒီတော့မှကျုံမမရဲ့မိဘတွေကကျွတ်တို့ကိုတနာသွားပြီးတော့သူတို့ရဲ့အိမ်ခြံဝန်းထဲမှာတထက်အင်္ဂလိပ်စောက်ပေးတယ်မြေမျက်နှာနဲ့ဗာနေဆိုတော့လေကျွတ်တို့ပြန်ပြီးတော့အဆင်ပြေသွားတယ်ဗျကျွတ်တို့လည်းအိမ်နောက်ပိုင်းကဆက်လို့ဖျားတရားလောက်တော့တယ်ကျုံမမရဲ့မိဘတွေကလည်းဖျားတရားကိုကမ်းရှိုက်နေဗျကျုပ်ဆိုအိမ်နောက်ပိုင်းဖျားကိုတနေ့၃နေ့ချင်းလောက်ရှစ်ကိုတယ် တမီးလေးတစ်နှစ်ပြည့်တော့ရွာဦးကျောင်းကဆရာတော်ကိုပင့်လို့မွေးနေ့ဆုံကျွေလှုပ်တယ်ဆရာတော်ကိုဒီကျောင်းလျှောက်တော့အဲ့ဒါဘွားဖြူကြီးလက်ချက် ဖြစ်ရမယ်တဲ့ဆရာတော်ကအဲ့လိုမိန်တာဗျရွာကလူတွေကလည်းဒီလိုပြောကြတယ်ဒီတော့ဘွားဖြူကြီးကဘာတူလဲဆိုတာကြုတ်သိချင်းနေအရှင်ဘုရားဘွားဖြူကြီးကဘာတူလဲဘုရားဦးစင်းတော့တိတ်ပြီးတော့မသိလိုက်ဘူးလွန်ခဲ့တဲ့အနှစ်20လောက်ဦးစင်းတို့လူငယ်ဘွားတော်ကဒီလိုပဲရွာမှာဖြစ်ခဲ့ဘူးတဲ့ အပတ်မကျင်တော့မိန်တော်မူပါဗျာတပီတော့သိကျင်တော့ပါဒီတုန်းကဦးစင်းတို့ကလူငယ်တွေလေအသက်20ကျော်လောက်ဒီတုန်းကရမှာမိညက်ဆိုတဲ့ကလေးတယောက်ရှိတယ်မိညက်ကဦးစင်းတို့နဲ့စိတ်မျိုးမကင်းလက်တော့တယ်တကယ်တော့မိညက်ဟာဒေါ်လုံးတင်တို့ရုံမပေါ်တက်ကြတယ်ဒီချိန်မှာအဲ့ဒီအချိန်ကမိုးရသည်ဆိုတော့မိုးဆွသွားကြတာတကားကြီးတိတဲ့တိုင်းရိုးမားနဲ့ရွာနဲ့ကနေတဲ့ပိုင်းတက်တာတော့သွားရတာဒေါ်လုံးတင်ကြီးထွက်သွားပြီးညက်နေရောက်တော့ရွာကိုတယောက်တည်းပြန်လာတယ် တော့ကြတော့ငါလင်းငါရောက်ဆုတ်ပြီးတော့သွားတာပင်လာဘုံကလည်းငုံငုံငငိုင်းကြီးနေကလည်းစောင့်တော့မချိန်ဒီချိန်မှာရွာလေးလမ်းမမှာစောင့်နေတဲ့မိညက်ကိုကောက်ပြီးတော့ပို့ချီသွားတယ်ပြီးတော့ရွာလမ်းတိုင်းရွာပြင်ကိုထွက်သွားတယ်မိညက်ဆိုတာငိုလိုက်တာမပြောနဲ့ဦးစင်းတို့ကအဲ့တုန်းကလေတဲကနေနွားတွေတိမ်ပြန်လာတာဒေါ်လုံးတင်ကြီးကငိုယိုနေတဲ့မိညက်ကိုချီပြီးတော့တော်ဆက်ကိုဝန်းသွားတယ်ဦးစင်းတို့ကလည်းသူ့အမိနဲ့သူ့သမီးဆိုတော့ဘာထူးဆန်းမှလဲနောက်တော့ရွာတဲကိုပြန်ရောက်တော့ ညနေတတော်မိုးချုံမှဒေါ်လုံးတင်တို့မှုတ်သွားဆွတဲ့သူတွေပြန်ရောက်လာတယ်။အားလုံးကမင်းညက်ကိုချီတော်တာတွေ့တော့မင်းညက်ကြောင့်မေးတယ်။ဒီမှာဒေါ်လုံးတင်ကသူကအခုမှရွာကိုပြန်ရောက်တာဖြစ်ကြောင်းမင်းညက်ကိုသူမခေါ်ချောင်းပြောတော့အဆကမြုံညဘူး။ဒါပေမဲ့သူနဲ့တူလိုက်သွားတဲ့သူတွေအာမခံပြီးပြောတော့မှမင်းညက်ကိုခေါ်သွားတာဒေါ်လုံးတင်မဟုတ်ဘူးဆိုတာသိရတယ်။ဒါနဲ့မင်းညက်ကိုရောပြန်တွေ့လာခဲ့ရ။ရွာကလူတွေ၃လရက်လောက်တော်နေရှာတယ်။ဒါပေမဲ့မတွေ့ဘူး။ တို့ရွာနောက်ကတောဆိုတော့ဘလောက်နဲ့တာမှတ်လို့ချုံမင်းတွေလောက်ပဲရှိတာနောက်တော့မှဒိုးရွာအနာနဲ့အနေနာရွာတွေမှာလူရောင်ဆောင်ပြီးတော့အဲ့လိုကလေးတွေကိုဖမ်းခေါ်တော်တဲ့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 ကိုကြားတယ်အဲ့ဒီတရဲမကြီးကိုအဖွားပြုလို့ခေါ်ကြတယ်ကျုပ်လည်းဆရာတော်စကားကိုနားထောင်ပြီးတော့တစ်ကောင်လုံးကြက်သိန်းတောင်ထပ်သွားတယ်ကံကောင်းလို့ပဲကျုပ်သားမမြိုင်တော့ကျုပ်သားပကတ်စီသွားတာနောက်ကျသွားရင် အခုတော့ဆိုကျုပ်သမီးလေးကို ဖွားပြုဆိုတဲ့တဲ့ရဲမကြီးဖမ်းခေါ်သွားပြီပြီးတော့ကျုပ်ရဲ့သမီးလေးကလည်း အသားဖြစ်ဖြစ်ဝဝကကလေးကျုပ်တကယ်ဖြစ်ခဲ့တာလို့ပြောရင်နားထောင်နေတဲ့သူတွေယုံကြမယုံမယ်ဒါပေမဲ့ဖျားပေးပေးကြမ်းပေးပေးကျုပ်တို့ရွာကိုလာခဲ့ရင်တော့လူရောင်ဆောင်ပြီးကလေးကိုလာလို့တဲ့ကျုပ်တို့အဖြစ်ကိုရွာသားတွေကတယောက်တစ်ပေါက်ပြောပြကြပါလိမ့်မယ်ကျုပ်သမီးလေးနာမည်ကို နှင်းဖြူလို့နောက်တော့နာမည်ပေးတယ်အဲ့ဒီထူးဆန်းတာကကျုပ်သမီးကပဲလိပ်ပါလှလို့လားမသိဘူးကျုပ်သမီးလေး၅နှစ်ရွယ်မှာအဲ့ဒီအဖွားဖြူတဲ့တဲရဲမကြီးဟာနောက်တစ်ခေါက်လာပြီးခေါ်ပြန်တယ် ခင်ဗျားတို့သိကျင်သွားပြီမဟုတ်လားအခုတော့တော်ပြီဗျနောက်ရကြမှာပဲကြောင်းရင်ကြုတ်ပြပြမယ်ကျွတ်တို့ရမှာအခုထိခလေးတွေဆိုရင်လွတ်မထားရဘူးဗျခလေးတွေအိမ်ထဲမှာအခန်းထဲမှာတယောက်တည်းအိမ်နေရင်မျက်နှာလွှဲထားလို့မရဘူးဗျဘာလို့လဲဆိုတော့သိတယ်မဟုတ်လားအဲ့ဒီအဖွားဖြူဆို